ခန္ဓာစီစဉ်300ကျေးဇူးတော်ရှင်ဆရာတော်ဖျားထံမှသင်္นานဖွင့်ပွဲဩဝါဒမှာစကားနာကြားရန်ဖြစ်ပါတယ်သူဖြစ်ပါ၍ကျေးဇူးတော်ရှင်ဆရာတော်ဖျားထံမှဖျားရီတော်တို့အားတနာငင်ညာချင်းမြောက်သည့်အနေဖြင့်ဖွင့်ဩဝါဒစကားမွေကြားပေးပါရန်ယူသည်လေးမျက်စွာဖြင့်ခြေတော်ဆုံးဥခတ်၍လျှောက်ထားပါသည်ဖျားဓမ္မပညာသင်္นานဒီနေ့ ွင့်လင့်မဲ့ဓမ္မပညာသင်တန်းကတော့သုတ်တံအနှစ်ချုပ်ကိုသင်မဲ့ဓမ္မပညာသင်တန်းဖြစ်တယ်ဒီယခုနှစ်စတင်ပြီးတော့ဖွင့်လင့်တဲ့ဓမ္မပညာသင်တန်းတွေမှာရတ္တုသင်တန်းရရှိသင်တန်းလို့ဆိုပြီးအလုံးလိုက်နိုင်အောင်လို့အချိန်မအားလတ်တဲ့ပုဂ္ဂိုလ်တွေရတ္တုသင်တန်းတက်ပြီးတော့ အချိန်ပေးနိုင်တဲ့ပုဂ္ဂိုလ်ကြီးရရှိသင်္นานတက်ဖို့ဆိုပြီးဒီလိုဖွင့်လက်ခဲ့တယ်ပထမရတ္တသင်္นาน10ရက်9ရက်တစ်ပိုင်း9ရက်တစ်ပိုင်း10ရက်မှာအဘိဓမ္မာအနှစ်ချုံလို့ဆိုတဲ့အခြေခံအဘိဓမ္မာခြုံငုံပြီးတော့ကြည့်ရှုတဲ့နည်းနဲ့အဘိဓမ္မာအခြေခံကို10ရက် နိုင်ပေါင်း20တင်တန်းပို့ချပြီးတော့ပြီးပြီဓမ္မပညာတင်တန်းရရှိအမတ်စင်တက်ကိုလည်းအပိုင်းတက်အပိုင်းနှစ်ခွဲပြီးတော့အပိုင်းတက်မှာဝိသုဒ္ဓိမက်မှာကမ္မထန်တရားအထုတ်ဖို့ရအတွက်အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့ဒိဋ္ဌိဝိသုဒ္ဓိအခန်းနဲ့ကိင်္ခာဝိဒရဏဝိသုဒ္ဓိလို့ဆိုရဲ နာမရူပပြိစေရဉာဏ်ပိစ္ဆပြိခာဉာဏ်ဒီအခြေခံဉာဏ်နှစ်ခုလုံလောက်အောင်အသေးစိတ်ရှင်းပြတဲ့ဝိတ္တရိမေကျမ်းလာမူရင်းအတိုင်းနားလည်အောင် ဆိုပြီးတော့သင်္ဍန်ပို့ချပြီးအပိုင်းနှစ်မှာတော့ဝိပဿနာတရားထုတ်တဲ့အခါမှာလမ်းလွဲသွားနိုင်တဲ့အပိုင်းတွေကိုရှင်းပြတဲ့မေဃမေဃညာတသနာဝိတ္တုဒီအပိုင်း အဲ့ဒီအပိုင်းကိုပြီးဆုံးအောင်ပို့ချပြီလို့ရက်ရှိသင်တန်းရပောင်း28ရက်အဲ့ဒီရပောင်း28ရက်နိုင်ပေါင်း56နိုင်ပေါ့အဲ့ဒါတော့သင်တန်းပို့ချလို့ပြီးဆုံးသွားပြီအခုတော့ဓမ္မပညာသင်တန်းရက်တူ အမတ်စင်နှစ်မှာတုတ်တန်အနှစ်ချုပ်ဆိုရက်ဘာသာရပ်ကိုသင်ကြားဖို့ဒီနေ့သင်မဲ့ဘာသာရပ်ကိုမဟာသတိပဋ္ဌာန်တုတ်ကိုရွေးချယ်ပြီးတော့ထားတယ်။ဘာဖြစ်လို့မဟာသတိပဋ္ဌာန်တုတ်ကိုရွေးချယ်ရသလဲလို့ဆိုရင်ဒီမဟာသတိပဋ္ဌာန်တုတ်ရဲ့ထူးခြားချက်တွေကတော့ ကျင့်စဉ်တစ်ခုတည်းနဲ့အကျိုးခုနှစ်မျိုးကိုဖော်ထုတ်ပေးနိုင်တဲ့ကျင့်စဉ်တစ်ခုဖြစ်သောကြောင့်ထူးခြားအံ့ဩဖွယ်ကောင်းတဲ့သုတ်တုတ်လည်းဖြစ်တယ်။နောက်ပြီးတော့ဘုရားအဆူဆူဒီသုတ်တန်ကိုဟောကြားပြီးဒီသုတ်တန်ကျင့်စဉ်အတိုင်းကျင့်ပြီးတော့မိမိတို့ကိုယ်တိုင်လည်းဘုရားဖြစ်သူရောက်တယ်။တပည့်တော်ဝကတွေကိုလည်းသံဃာဝဆင်းကလုကင်းစင်တိုင်းနဲ့ရတ္တမေရတ္တဖို့ဆိုတဲ့ တရားတို့တရားမြတ်ကိုရစေပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်။ဖရာအဆူဆူမစွန့်တဲ့သုတ်တံလို့ဆိုလိုတာကဖရာတိုင်းဟောတဲ့သုတ်တံလို့ဒီလိုဆိုလိုတာပေါ့နော်။အဲလိုဖရာဟောတဲ့သုတ်တံတွေထဲမှာဖရာတိုင်းဟောတယ်လို့ဆိုတော့ဒီသုတ်တံကလွန်ထူးခြားတဲ့သုတ်။တာဝတိမျိုးကဓမ္မိကဥပဒကာဆိုတဲ့ ဥပဒကခြံရံ900ရှိတဲ့အဖွဲတစ်ခုရှိတယ်ခုခေတ်လိုပဲပေါ့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့အဖွဲ association တစ်ခုလူ900ပါဝင်တဲ့ဘုရားဘာသာအဖွဲစီတစ်ခုခေါင်းဆောင်ဖြစ်တဲ့ဓမ္မိကဥပဒကကြီးဟာဘာသာသာသနာတော်ကိုအလွန်ချီးမြှောက်လေးစားပြီးနောက်ဆုံးအချိန်ရောက်တဲ့အခါမှာ သောတပန်ဖြစ်ပြီးကဖြစ်ပြီးပြီပဲလို့သောတပန်ဖြစ်ထားတဲ့ပုဂ္ဂိုလ်ရဲ့တရားတရားအလွန်ထက်မြက်အလွန်ထက်မြက်တော့သူနောက်ဆုံးအချိန်လေးမှာဖျားဟောတဲ့တရားတွေကိုနားကျင်တယ်တန်ဃာတွေကိုပင့်ပေးပါဆိုတော့သာသမီတွေကတန်ဃာတွေကိုပင့်ပေးယဟန်တန်ဃာတွေကသူလဲလျောင်းနေတဲ့ညောင်ဆောင်ပပလဲမှာနေရာယူကြပြီတဲ့အခါ ဘာတရားနာခြင်းတော့လို့မေးတော့ဖះဆူဆူဟောခဲ့တဲ့မဟာတတိပဋ္ဌာနတုတ်ကိုပဲနောက်ဆုံးချိန်မှာနာခြင်းပါတယ်လို့ဓမ္မဝရမှာဒီလိုမှတ်မှတ်တမ်းတင်ထားတာရှိတယ်အဲ့တော့အဲ့ဒီစကားအရာဆိုရင်ရိယပုဂ္ဂိုလ်တွေဟာလဲတောတဗံဒီနော်တောတဗံစတဲ့ရိယပုဂ္ဂိုလ်တွေဟာလဲအိဗဒမဒီမဟာတတိပဋ္ဌာနတုတ်ကိုမျက်မျက်နှိုးနှိုးရှိတယ်ဆိုတော့သူတို့ကိုယ်တိုင်လည်း နေစင်နေမြကာယဝိရဏစိတ်တ္တဓမ္မလို့ဆိုရဲဒီအာယုန်တွေနဲ့ပဲမိမိတို့စိတ်လေးကိုထိမ့်ထိမ့်သိမ့်ပြီးတော့စိတ်ပြည့်ဖွယ်ညီငွေ့ဖွယ်ရှုပ်ထွေးလာတဲ့လောကရဲ့အာယုန်တွေကနေပြီးတော့ရှောင်တိမ့်ပြီးတော့နေကြတယ်လို့ဒီလိုနားလဲရရှောင်တိမ့်နေတယ်ဆိုတော့ပဋိသင်္လာနလို့ခေါ်တယ်ပဋိသင်္လာနတယောက်ထီကိန်းအောင်တယ်ဆိုတော့ပဋိဆိုတာ ထိုတို့အာယုံစိတ်ဟာထိုတို့အာယုံနေမြင်ရတဲ့အာယုံကြားရတဲ့အာယုံထိုတို့အာယုံ လောကအာယုံစိတ်နှောက်เสียစိတ်ပူเสียအာယုံနေစိတ်ကကိလေသာမရှိရင်တော့မနှောက်ဘူးပေါ့သို့တော့ဒါတွေဟာစိတ်နှောက်เสียအာယုံနေလို့ပဲဆိုရတယ်နိဗ္ဗာန်အာယုံလို့ငြိမ်းချမ်းတဲ့အာယုံမဟုတ်ဘူးအဲ့ဒီစိတ်နှောက်เสียအာယုံတွေကိုစိတ်ကိုမပုတ်လွှတ်ဖဲနဲ့အာယုံတွေကနေဆုတ်ခွာပြီးတော့ ကမ္မထအာယုံတစ်ခုတည်းမှာပဲမြိန်ဝတ်နေစေတာကိုပဋိတန်လာနာလို့ခေါ်တာပဋိတန်လာနာဒါကိုဘာသာပြန်တဲ့အခါကျတော့တဘာဒီကိန်းအောင်နေတယောက်ထိနေတယ်ဆိုတဲ့အတိပ္ပယ်ကိုရေးတာစကလုံးအတိပ္ပယ်ကအမတန်မှအတိပ္ပယ်ရှိတယ်ပဋိဆိုတာစိတ်ပူစရာစိတ်နှောက်စရာအာယုံတွေကမိမိစိတ်ကို ဆုံးခွာစေပြီးတန်လာနာကမ္မထအာယုံတစ်ခုတည်းပေါ်မှာငြိမ်ငြိမ်လေးနေတာ ကပ္ပံအယုံလေးနဲ့နေငင်းငင်းနေတာကိုပဋိတန်လာနာလို့ခေါ်တယ်။မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဋိတန်လာနေယောဂမပိစ္ဆထခြေသားရန်တို့ပဋိတန်လာနာအပေါ်မှာ အထောက်ကြလို့တိုက်တွန်းလေးရှိတယ်။နော်ပဋိတန်လာနာမှာကြိုးစားအထောက်ကြလို့ဆိုကိုယ်စိတ်တွေကိုပူပန်စရာအယုံလေးစီမသွားစေပဲနဲ့လူတွေကပြောကြတယ် သားမိဘတွေကလည်းသားသမီးတွေဆုံးပါတယ်ဟဲ့ဒီနေရာမသွားနဲ့ဟိုမသွားနဲ့ဒီမသွားနဲ့ဒီမှာပဲနေလို့ဆိုတာမျိုးတွေပြောကြတယ်လို့သို့တော့ကိုယ်စိတ်ကို ပြောဖို့တော့မေ့မနေကြကိုယ်စိတ်ကိုအေးမြင်တဲ့အာယုံကြားတဲ့အာယုံအဲ့ဒီအာယုံတွေစီမသွားစေနဲ့ကိုယ်စိတ်လေးကိုကပ္ပထာအာယုံစီပဲပုတ်လွတ်ထားလားအဲ့ဒါကိုပဋိသင်္လာနလို့ခေါ်တာပဲအဲ့ဒီပဋိသင်္လာနလို့ဆိုရက် ကိန်းအောင်ဖို့အတွက်အကောင်းဆုံးအာယုန်တွေကဘာတွေတုံးဆိုရင်ကာယစိတ်တဝိရဏဓမ္မလို့ခေါ်တယ်မဟာသတိပ္ပဏသုံးမှာဟောတဲ့တရားတွေအဲ့ဒီအာယုန်တွေကတစ်ခုခုပေါ်မှာမိမိစိတ်ကိုယန္နာပြီးတော့ငြိမ်ဝတ်စွာနေနေထိုင်စေတာဒါကပဲကမ္မထာအထုတ်တယ်လို့ခေါ်နေကြတာပေါ့နော်အဲ့တော့ဖရာဆူဆူဟောတော်မူခဲ့တဲ့ဒီမဟာသတိပ္ပဏသုံးအင်တမဟိုကမ္မထာအထုတ်တိုင်းအရေးပါတယ် တတိပဒံတရားအမထုတ်ခွဲနဲ့ဘယ်ဘုက္ကုမမဲ့ဖို့နေပါမရဘူးလို့ဆိုတော့တချို့ကစဉ်းစားကောင်းစဉ်းစားလိမ့်မယ်ဝိသာခခုနှစ်နှစ်သမီးတရားနာပြီးတော့သောတပန်ဖြစ်သွားတယ်ဘာတရားမှအမထုတ်လို့ရဘူးဘယ်ရိတ်တာမှမသွားလို့ရဘူးလို့လူထင်ကောင်းထင်မှာပေါ့သို့တော့ဝိသာခသောတပန်ဖြစ်သွားတာဟာလေကာယဝိရဏစိတ်တဓမ္မဒီတစ်ခုတည်းကဒီတစ်ခုခုအာယုန်နဲ့ဆိုလိုတာရသော်ဗျာတရားဟောနေတဲ့အချိန်မှာ ဒီအာယုန်တွေကလွတ်ပြီးတော့ဟောတာမဟုတ်ဘူး။ဖះတဲ့ဟောတဲ့တရားအာယုန်တစ်ခုပေါ်မှာအာယုန်ဆိုင်ပြီးတော့သူကသောတပန်ဖြစ်သွားတာဆိုတော့ဒီတတိပဋ္ဌာန်တရားကျင့်စဉ်နဲ့ပဲသောတပန်ဖြစ်တယ်။ဘယ်လိုတတိပဋ္ဌာန်ကျင့်စဉ်ဖြစ်တုံးဆိုဖះတရားတော်ကိုအာယုန်ဆိုင်ပြီးတော့နာဖို့ကြိုးစားတာကသမဝါယာမပဲ။ဒီတရားပေါ်မှာအာယုန်ဆိုင်နေတယ်ဆိုတာကသမတတိပဲ။ ဒီပေါ်မှာစိတ်ကလေးငြိမ်သွားတာက သမ္မာသမာဓိပဲဒီတရားတော်ကိုနှလုံးသွင်းဆင်ခြင်သုံးသပ်နေတာကသမ္မာသင်္ကပ္ပသိပြင်သွားတာကသမ္မာဒိဋ္ဌိကြွတင်ပြီးတော့ကိုချင်းတရားကောင်းအောင်လှုပ်ထတာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာစီဝါဆိုဟောဒီမေခင်ရှိပါပဲအဲ့ဒီမေခင်ရှိပါတယ်မှာသမ္မာတတိဆိုတာဒီတတိပ္ပံကိုပြောတာပဲဒါကြောင့်မလို့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်တရားနာလို့ကြွထားပဲဖြစ်ဖြစ်ဒီလမ်းကြောင်းတွေကလွတ်သွားတာမဟုတ်ဘူး ဒီလမ်းကြောင်းကသွားတယ်လို့ကျင့်ပုံကျင့်နီးဒါကွာတာအချိန်ပိုင်းဒါကွာပဒါစာရီကလည်းတရားနာရင်ကနေကျွတ်တရားရသွားတယ်တဏ္ဍိမတ်ကြီးကလည်းတရားနာရင်ကျွတ်တရားရသွားတယ်ဆိုတော့ပုဂ္ဂိုလ်တွေဟာဒီတတိပဌံတရားပွားပြီးတော့ကျွတ်ထားကြီးပဲလို့အချိန်တိုတာလေးနဲ့မပွားလိုက်ဘူးလို့ဒီလိုမအောင်မရသူတို့တဏ္ဍာမှာရှိတဲ့ဒီတတိတရားဟာ တမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ကိုပွင့်လင်းသွားစေနိုင်တဲ့စွမ်းအားရှိတဲ့တတိတရားတွေသူတို့မှရှိသွားတယ်။ဒါကြောင့်မလို့ကာယစိတ်တဝိရဏဓမ္မကလွဲတဲ့ကမ္မထာအာယုန်တရားဆိုတာမရှိဘူး။ဒီဟာနဲ့ပဲသွားတယ်လို့ဒီလိုဟောတာပေါ့။ဒါကြောင့်မလို့ဒီမဟာတတိပ္ပရဏတုတ်ဟာခဏခဏအချိန်ချင်းကြားဖို့ပြိမယ်လို့သိတယ်လို့စိတ်ကထင်ပြီးတော့မသိတာတွေအများကြီးတွေးနိုင်တယ်။ အဲ့တော့ဒီမြတ်စွာဘုရားရဲ့အာဘောတော်အပိုင်းအစ်စ်တွေဆိုတာအင်တာမတ်နဲ့နဲတယ်ခံပြီးတော့နဲ့တယ်နဲ့တယ်ဆိုတာရေကြီးကအင်တာမတ်နဲ့လို့ရှင် ထောက်လို့မရဘူးထောက်တီးရမရနိုင်ဘူးအဲ့ဒါလိုပဲဒီတရားတော်ဟာအင်တာမတ်နဲ့သည့်အတွက်ကြောင့်ရက်တီလို့မရဘူးဒုဒ္ဒတမြင်နိုင်ခဲ့တယ်နဲ့လို့ပဲမြင်ဖို့အင်တာမတ်ခက်တယ်အဲ့ဒါကို ဒီပေါ်မှာထောက်တရားရအောင်မြင်လို့ရအောင်ဆိုတဲ့သင်ကြားမှုဟာတစ်ချိန်နဲ့လည်းလုံလောက်မှာမဟုတ်ဘူးနှစ်ချိန်နဲ့လည်းလုံလောက်မှာမဟုတ်ဘူးအချိန်ချင်းအထက်ထက်သင်ဖို့လိုအပ်တယ်စဉ်းစားကောင်းစဉ်းစားလိုက်မယ်မဟာသတိပဋ္ဌာန်သုံးစွာအလွတ်လဲရတယ်ခဏခဏလည်းနာဘူးနေတယ်ပြီးပြီးဆုံးနေတယ်လို့စိတ်ထဲမှာမအောင်မေ့လေးနဲ့ဒီတဲ့လေးနဲ့တဲ့အချက်တွေအချက်တွေဆိုတာ လေးလာလေးလေးပေါ်ထွက်လာလေးလေးလေးလာလေးလေးပေါ်ထွက်လာလေးလေးဟိုဟာလို့ပြောရမယ်ဆိုလို့ရှင်ဟိုလူငယ်လူရယ်တွေပြောတယ်လို့နေရွက်လို့ပဲကြည်လေဝေးလေဆိုလို့ပဲเนาะကိုနန်းနီးနေပဲကြည်ရင်မှဝေးမှန်းသိသိတော့သွားတယ်အဲ့ဒါလို့ပဲမဟာတတိဝရဏတုတ်ဟာစဉ်ချင်းစဉ်းစားလေးလေးနည်းနည်းလေးလေးဒီဟာမျိုးကိုတွေ့ရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီဆယ်ရက်တာအတွင်းမှာ မဟာတိဗရဏတုတ်ကိုရွတ်ဖတ်ခြင်းမဟာတိဗရဏတုတ်ကိုကြက်မှတ်ခြင်းမဟာတိဗရဏတုတ်ကိုလေးလာဖတ်ရှုခြင်းဆိုတဲ့ဒီမဟာတိဗရဏတုတ်ပြောမယ်ဆိုလို့ရှင်ဒီအချိန်မှာဟိုခုခေတ်စကားနဲ့ပြောရင်တတိပဋ္ဌာန campaign ပေါ့နော်တတိပဋ္ဌာနကိုပဲအာယုံစိုက်ပြီးတော့လှုပ်ရှားစေခြင်းနဲ့ပေါ့ဒီတရားဟာအင်တာမလေးနဲ့တည်း အထက်ကဓာမှာမှားထားတဲ့မဟာသတိပ္ပရဏတုတ်ကိုတဲ့ကုရုတိုင်းမှာသွားပြီးတော့မြတ်စွာဘုရားဟောတာဘာဖြစ်လို့ဟောလဲဆိုရင်ကုရုတိုင်းသားတွေကရာသီဥရုလည်းကောင်းတယ်အစာအာဟာရလည်းကောင်းတော့ဈာမရေကောင်းကြတယ်ဈာမရေကောင်းတဲ့အတွက်ကြောင့်စိတ်ဓာတ်တွေရွှင်လန်းတယ်မြင့်မားတယ်ဒါကြောင့်လို့ဒီတရားကိုအလေးနဲ့ခံယူနိုင်လို့သူတို့စီမှာဟောတယ်လို့အထက်ကဓာကဒီလိုမှတ်ချက်ပေးထားတယ်သို့တော့ ဒီလိုမှတ်ချက်ပေးထားတာအကြောင်းတစ်ခုသာဖြစ်နိုင်တယ်ပေါ့ဒီပြည့်နေရာတွေမှာမဟောဘူးလို့ဒီလိုဆွလို့တာမဟုတ်ဘူးဒီပြည့်နေရာတွေမှာလည်းဟောတယ်နောက်တနည်းဖြစ်ပွဲရှိတာအဲ့ဒီခေတ်ကလူတွေကကုရုတိုင်းကလူတွေကပင်ကိုကိုကကိုချင်းတရားကောင်းကြတယ်လို့ပြောဒါကြောင့်မလို့၅ပါးသီလကိုကုရုဓမ္မလို့ခေါ်တာရှိတယ်တချို့ကလည်းဂရုဓမ္မလို့သုံးတာရှိတယ်ပေါ့နော်ကရုဓမ္မဆိုတာအလေးပြတဲ့တရားကုရုဓမ္မဆိုတာကုသကုရုတိုင်းသူတွေ တိုင်းသူတိုင်းသားတွေကတဘာဝအတိုင်းကြင့်ကြံကြိုးကိုအထုတ်လိုက်နာကြတဲ့စီကံချက်တွေသူတို့ရဲ့ယဉ်ကျေးမှုလို့သူတို့ဆိုရမှာကုရုတိုင်းသားတွေရဲ့ယဉ်ကျေးမှုသူများတဲ့တတ်မှုရှောင်းတဲ့သူများဥစ္စာခေါ်တာရှောင်းတဲ့ကံကုန်အာယုန်နေပြမတာမျိုးရှောင်းတဲ့လိန်ပြောတာရှောင်းတဲ့အယက်သေးတာရှောင်းတဲ့ဒါကုရုတိုင်းသားတွေရဲ့ကုချင်းတရားလို့ဆိုလို့တယ်တဘာဝအတိုင်းကြင့်ကြတဲ့ကုချင်းတရားအဲ့ဒီကုချင်းတရားတွေကိုကြင့်ကြံကြိုးကိုအထုတ်ပြီးတော့နေကြလို့ကုရုဓမ္မ အဲ့တော့ဒီလူတွေကဘာနဲ့ဥပမာတူတော့ဆိုရင်ပကြီကားချက်ကြီးမှာအစင်းနဲ့ပကြီကားချက်ကြီးကျက်ပြီးသားဟောရင်ဆေးချေယုံမဲ့သို့မဟုတ်အယုတ်ဆွဲယုံမဲ့အစင်းနဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအင်တန်ချင်းနေကောင်းတဲ့ကုရုတိုင်းသားတွေကိုလက်တွေ့ကျင့်သုံးဖို့ဆိုပြီးတော့ဒီတတိပဌံတရားကိုဟောတယ်လို့ဒီလိုဆိုတာအဲ့တော့ ဒီသတိပဋ္ဌာန်တရားဟာအင်တမလေးစားလိုက်နာပြီးတော့နေ့စဉ်နဲ့အမြကိုယ့်ဘဝမှာဒါလက်ဆွဲထားပြီးတော့အမြဲတမ်းကျင့်ကြံကြိုးကိုအထောက်အမဲ့ဒေသနာတော်ဖြစ်တယ်။ရွတ်ဖတ်တဲ့စေရအောင် ကြက်ပြီးတော့ဒါကိုစိတ်ထဲကအတိပဲတိပြီးတဲ့အခါမှာနှလုံးသွင်းဆင်ခြင်ပြီးတော့ဒီတရားကိုအာယုံပြုနေရင်လည်းပဲဟိုစိတ်ညစ်စရာစိတ်ပူစရာ စိတ်နောက်ဆရာဆိုတဲ့ကာမအာယုန်တွေကနေပြီးတော့ဆုတ်ခွာပြီးတော့မဟာတိပြရဏတုတ်ဆိုတဲ့အာယုန်လေးတစ်ခုပေါ်မှာနေခြင်းဟာလည်းပဲပဋိသင်္လာနာထဲမှာပါဝင်နိုင်တယ်ပေါ့ဒါကြောင့်မို့ဒီရက်ဒီရက်ဆယ်ရက်ဒီရက်ဆယ်ရက်ဟာတတိပြရဏအတွက်အချိန်ပေးတဲ့ရက်ဆယ်ရက်ဖြစ်ဖို့ဟိုစ조사အထောက်ကြဖို့လိုအပ်တယ်ပေါ့သိအောင်လဲစ조사အထောက်ရမယ် နားမလဲလဲနားလဲသည်ထိအောင်ကြိုးစားအထုတ်ဖို့လိုအပ်တယ်။နားမလဲရင်ဆွေးနွေးရမယ်မေးမြန်းရမယ်။အဲဒီလို discussion ချိန်လည်းရှိတယ်။အဲဒီချိန်မှာဒီမာသတိပြဏတ်တို့ကိုအာယုံဆိုင်ပြီးတော့လေ့လာစီဖို့ကြမယ်။တခြားမိကုန်းတွေဟိုမိဒီမိတွေကိုယ့်ရင်ထဲမှာမရှင်းတဲ့ကြံတဲ့တချို့ကိစ္စတွေကအေးမပါတာတွေရှိတယ်ပေါ့။ဥမာမဲ့ဘယ်သူကတော့ဘယ်လိုပြောတယ်ဘယ်ဝါဘယ်လိုပြောတယ်သူကသူပြောချင်တာပြော။နော်။ အရေးကြီးဆုံးကကိုသိတဲ့အသိမမှားဖို့အရေးကြီးတယ်။သူများမှားတာကိုနဲ့မဆိုင်ဘူး။လောကမှာဒီမှားတာတွေကိုလိုက်ပြင်ရမယ်ဆိုရင်ဖျားတဆူတဲ့တောင်လောက်မှမဟုတ်ဘူး။အမားတွေကတော့ရှိနေပါပဲ။ဖျားပြင်တဲ့အမားဖျားပြင်ပေးတာတောင်မှဆက်မှားနေတဲ့ပုံကိုယ်တွေအများကြီးရှိသေးတယ်။အဲ့တော့ဒါတွေပေါ်မှာမကြိုးစားနဲ့။ကိုကြိုးစားရမှာပါတော့။ကိုအသိဉာဏ်မှန်ကန်မှုအတွက်တတိပ္ပံတရားတစ်ခုတည်းကိုအာယုံစိုက်ပြီးဒီရက်ဆယ်ရက် retreat ပေါ့နော်ဒီ retreat ဟာဟောပရိသတ်ဒီမဟာတတိပဋ္ဌာန retreat ပေါ့နော်မဟာတတိပဋ္ဌာန campaign ပေါ့အဲ့ဒါလို့စိတ်ထဲမှာအာရုံထားပြီးတတိပဋ္ဌာန်နဲ့ပတ်သက်ပြီးတော့သိเสียမှတ်เสียရည်တို့တွေတွေသိအောင်အာရုံစိုက်ပြီးစ조사ကြမယ်ဒီတတိပဋ္ဌာန်တော့ရဲ့ဒီအစိုးအမိတ်နေမှတပါတခြားဟာတွေပေါ်မှာတို့စိတ်မရောက်အောင်ထိမ့်ပြီးဒီဟာကိုပဲအာယုံပြုပြီးတော့ သင်ကြားကြမယ်လို့စိတ်ထဲမှာနှလုံးသွင်းပြီးတော့ဒီဆယ်ရတာမဟာတတိပဌာနာတုတ်တန်အနှစ်ချုပ်ကိုအာယုံဆိုင်ပြီးတော့တာဓုကံသူနောထမနတိကရောထသူနောထတာဓုကံမနတိကရောထလို့မြတ်စွာဘုရားအမြဲတမ်းတတိပေးတဲ့စကားတော်အတိုင်းပဲနားဆိုင်ထောင်ပြီးတော့ကြာကြာနာနာအာယုံဆိုင်ပြီးတော့နှလုံးသွင်းတာ မာသတိပ္ပဏတုတ်ကိုလေ့လာသင်ကြားပွားများအထောက်နိုင်ကြပါစေ။